အားလုံးမင်္ဂလာပါဖို့ပရန်ဆပ်လာကျိုးဆိုပါတယ်မနေ့ပြန်စနေနေ့ညမှာဆိုရင်ပရီးမီးယားလိပွဲစဉ်ခွင့်ရအကောင်းဆုံးပွဲစဉ်လို့ပြောလို့ရတဲ့တစ်ဖက်ကကျွန်တော်ဒီချယ်ဆီနဲ့လိဗာပူးရဲ့ပွဲစဉ်ရှိတယ်ဒီပွဲကိုကြည့်မယ်ဆိုရင်စနေနေ့ည7:00တိုင်းမှာကစားမယ်ဒီနေ့မှာနှစ်သိန်းလုံးကိုကြည့်မယ်ဆိုရင်ဒီပွဲကတကယ်မှအရေးကြီးရဲ့ပွဲစဉ်ဖြစ်တယ်နှစ်သိန်းလုံးကိုကြည့်မယ်ဆိုရင်အမဲဆိုရင်ဂျာမက်ဆော့ရှယ်လို့မရဘူးတမဲဆိုရင်နိုင်ပွဲလွဲနေရတွေ့ရတယ်ဆိုတော့ဒီနေ့မှာဒီပွဲကျွန်တော်ဒီပွဲကြုံမြင်လေအာပြောကြည့်အောင်ချယ်ဆီကိုကြည့်မယ်ဆိုရင်သူတို့ကပရီးမီးယားလိမှာဆိုရင်၃ပွဲဆက်တိုက် နိုင်ပွဲအောင်မဲ့ဆိုရင်ပျောက်ဆုံးခဲ့တယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဘရန်ဖုတ်ကိုတည်ကြတယ် United ကိုကျွန်တော်တို့ဒီရှုံတယ် Brighton ကိုအောင်မဲ့ဆိုရင်ရှုံတယ် Chelsea ကိုကြည့်မှာဆိုသုံးပွဲဆက်တိုက်အောင်မဲ့ဆိုရင်တို့ကနိုင်ပွဲအဲပျောက်ခဲ့တာတွေ့ရတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကိုကြည့်မှာဆိုရင်ဒီဘွဲကအောင်မဲ့ဆိုရင်တို့ကနိုင်ဖို့ရကလောတက်ပွဲစဉ်တွေဆိုတော့ကအသေးကြပဲဒါအချိန်မှာဆိုကျွန်တော်တို့ဒီ Chelsea ကိုကြည့်မှာဆိုရင်6ပွဲကစားပြီးတော့10မှတ်တာရရှိထားတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအဆင့်16ကကျွန်တော် Aston Villa နဲ့နှမတာကိုဟောင်းနေတာတွေ့ရတယ် ဒီနေရာမှာဆိုကျွန်တော်တို့ချယ်ဆီကိုကြည့်မှဆိုရင်ဒီပွဲစဉ်ကအောင်မဲ့ဆိုရင်တို့ကထက်ပြီးတော့အမှတ်ရောလို့တကမရတော့ဒီနေရာမှာဒီပွဲကိုကြည့်မှဆိုရင်ချယ်ဆီရအောင်မဲ့ဆိုရင်နိုင်မားကိုအောင်မဲ့ဆိုရင်ရမယ်ဂျိုင်းအမှာဆိုရင်ကျွန်တော်တို့ချယ်ဆီကတစ်ဖက်ကပြပြေးကကိုတို့က1စီးနဲ့နိုင်ခဲ့တယ်ဒီနေရာမှာဆိုရင်အပွဲမှာဆိုရင်ကျွန်တော်တို့ချယ်ဆီကိုကြည့်မှဆိုရင်ကစားပုံအောင်မဲ့ဆိုရင်လုံးဝအဆင်ပြေခဲ့ခြင်းမရှိဘူးဒီပွဲမှာဆိုရင်ကျွန်တော်တို့ချယ်ဆီကိုကြည့်မှဆိုတကယ်တော့အရေးကြီးတဲ့ပွဲစဉ်မှာဆိုရင်နိုင်ပွဲယူနိုင်မလားအဲစောင့်ကြည့်ရမယ် ဒီနေရာမှာဆိုရင်နောက်တန်းမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ကတန်ပြဿနာတွေအမဲဆိုရင်ရှိတယ်ဒီဘက်မှာဆိုရင်နောက်တန်းမှာဆိုရင်အမဲဆိုရင် Downtown မီဆိုလို့တစ်ဖက်ကကျွန်တော်တို့ဒီအချင်းပေါင်းတဲ့ဗလာယာရှိနှစ်ယောက်ပဲအမဲဆိုရင်ရှိတယ်နေရာမှာဆိုရင် Chalobah ကိုကြည့်မယ်ဆိုရင်သူကပွဲပယ်အမဲဆိုရင်ပြစ်တယ်အာကြာခံနေရတယ်ဒီနေရာမှာနောက်တန်းကိုကြည့်မယ်ဆိုတော့တကယ်မှစိုးရိမ်စရာကောင်းတာတွေ့ရတယ်အဲ့မဲ့ဆိုရင်ကျွန်တော်တို့ဒီ Chelsea နောက်တန်းကအစောကတည်းကအားလိုက်ရတဲ့ထဲမှာဆိုရင်အဲ့ဒီထဲမှာဆိုရင်လူကရောမဲ့ဆိုရင်မရှိအောင်ဒီနေရာမှာစကောက်ကိုကြည့်မဲ့ဆိုဘယ်လိုမျိုးအဲပွက်ထွက်လာမလဲအဲစောင့်ကြည့်ရမယ် နောက်တန်းနေရာမှာဆိုတဲ့ဘက်ကကျွန်တော်ဒီ hard code လည်းမဆိုရင် तू ကအာတုံးလို့ရုံပဲဆိုရင်ရတယ်ဒီနေရာမှာ mask out ဒီလိုမျိုးအာပွက်ထွက်လာမလဲအဲစောင့်ကြည့်ရမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Chelsea ရဲ့ကျွန်တော်တက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်နည်းနည်းလေးကျွန်တော်ဒီပြောစရာရှိတယ်ဒီဘက်မှာဆိုရင် mask out ကိုကြည့်မယ်ဆိုရင်တက်စစ်ပိုင်းမှာဆိုရင်ဘက်ကကျွန်တော်ဒီ George ကိုပြောမယ်ဆိုရင်ဆက်ပြီးတော့မတုံးတဲ့တော့ဒီဘက်မှာသာကျွန်တော်ဒီ George ကိုဆက်ပြီးတုံးမယ်ဆိုရင်တက်စစ်ပိုင်းကကျွန်တော်ဆိုကိုရဖို့ရကတကယ်ကမရခဲ့တော့နေပါလိမ့်မယ်ဒီနေရာမှာဆိုရင်ဘက်ကကျွန်တော်တို့ဒီ ကြောက်ပထိုအမဲဆိုရင်အစ်စ်ပိုင်း3ပြီးတော့အတက်ကင်းနေရာမှာဆိုရင်ဖက်ကွာ3ပြီးတော့ဘွန်နာဒူ3ဒီမှာဆိုရင်ဒါကပိုကြီးအစဉ်ပြေးလိုက်မယ်ဒီနေရာမှာစကောက်ကြည့်ဘယ်လိုမျိုးပြမယ်ဆိုရင်ပွဲထွက်လာမလဲအဲဆောင်းကြည့်ရမယ်ချယ်စီကိုကြည့်မယ်ချယ်စီကိုကြည့်မယ်ဒီပွဲစဉ်အောင်မယ်ဆိုရင်ကဲမနိုင်ွေအောင်မယ်ဆိုရင်လော့တက်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီမှာစကောက်ကြည့်မယ်ဆိုလိုမျိုးအဲပြင်ဆင်လာမလဲအဲကြည့်ရမယ်ဖက်ကလဘာပို့ကိုကြည့်မယ်ဆိုရင်လဘာပို့ကိုကြည့်မယ်ဆိုရင်သူကတကယ်မှဒီပွဲစဉ်ကနိုင်ဖို့ရအောင်မယ်ဆိုရင်လော့တာတွေ့ရတယ်လဘာပို့ကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ကျွန်တော်ဒီဘက်ကခစ်စတယ်ဘဲလေးကိုသူတို့ကအဲ 2-1နဲ့အောင်မဲ့ဆိုရင်ရှုံးခဲ့တယ်။ဂျာယက်မှာဆိုရင်သူတို့ကာရတာစာရိတ်ကို1-0နဲ့ထပ်ပြီးတော့ရှုံးခဲ့တာတွေ့ရတယ်။တဘာဖို့ကြည့်မယ်ဆိုရင်ဒီပွဲမှာဆိုရင်သူတို့ကအောင်မဲ့ဆိုရင်ထပ်ပြီးအမှတ်ရလို့တာမရဘူးဒီနေရာမှာနောက်ကကက်နေတယ်အာဆင်နယ်။အာဆင်နယ်ကိုကြည့်မယ်ဆိုရင်နှစ်မှတ်သားကိုဟောက်နေတာတွေ့ရတယ်။ဒီနေရာမှာတဘာဖို့ကြည့်မယ်ဆိုရင်ဒီပွဲစဉ်ကအောင်မဲ့ဆိုရင်သူတို့ကလုံးဝအောင်မဲ့ဆိုရင်အမှတ်ရလို့အောင်မဲ့ဆိုရင်မရဘူး။အမှတ်ဆိုရင်နိုင်မကိုအောင်မဲ့ဆိုရင်ရမယ့်ပွဲစဉ်တစ်ပွဲအာဖြစ်တယ်။လဘဘူးကြည့်မယ်လဘဘူးကြည့်မယ်ဆိုရင်ကိုသမားနေရာမှာဆိုရင်ဘက်ကအလီစင်တာကာကအောင်မဲ့ဆိုရင်သူက တန်ရရှိသွားခဲ့တဲ့ဒီနေရာမှာပေါ်ဝင်နိုင်ခြင်း MS2 မရှိဘူးဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဂျော်ဂျီယာကုလမသူနေမယ်နည်းရှိတယ်အသူကိုဖမ်းလိုက်မယ်ကုလမနေရာကိုကြည့်မယ်ဆိုရင်ကျွန်မဆိုရင်လေဘာဘုတ်ကတအားကြီးတော့ကျွန်တော်တို့ဒီစိတ်ပူစရာမရှိဘူးဒီနေရာမှာဆိုရင်လေဘာဘုတ်ကိုကြည့်မယ်ဆိုရင်ဒီပုံမှန်ဆိုရင်တို့ကတကယ်ကိုမဲ့ဆိုအယုံစိုက်ပြုံးမဲ့ဆိုရင်ကစားရမယ်လေဘာဘုတ်ကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ကျွန်တော်ခစ်ဆက်ပလင်းပုံမှန်ဆိုရင်တို့ရဲ့ကျွန်တော်ချစ်သွားပြန်ကြည့်မယ်ဆိုရင်တအားကြီးတော့ကောင်းခဲ့တာကျွန်တော်ဒီမရှိဘူး ဂျိုင်မှာဆိုရင်သူတို့ကဂရိုက်တာဆက်လုပ်ထပ်ပြီးတော့အရှုံထားတယ်ဒီနေ့မှာလဘာဖို့ကြည့်မယ်ဆိုရင်ဒီပွဲစဉ်ကအုံးမဲ့ဆိုတော့တကယ်ကအနိုင်ရရှိပြီးအုံးမဲ့ဆိုရင်လောတာတွေ့ရတယ်ဒီနေ့မှာအစစ်စစ်အုံးမဲ့ဆိုဆက်ပြီးကြည့်နေဆိုတော့ဒီပွဲစဉ်ကဒီမှာဆိုနိုင်ဖို့အုံးမဲ့ဆိုရင်လွတ်တယ်ဒီနေ့မှာတေးကြလို့မရဘူးရှုံလို့မရဘူးပြောဆိုရင်နိုင်မှာပဲအုံးမဲ့ဆိုရင်ရမယ်ဒီနေ့မှာဆိုရင်လဘာဖို့မှာဆိုရင်ကျွန်တော်ကွင်းလက်မှာဆိုဘယ်သူ့အသုံးလဲအဲစောင့်ကြည့်ရမယ်ကွန်းလက်ပိုင်းကိုကြည့်မယ်ဆိုရင်ဒီဘွဲမှာဆိုရင်တစ်ခါကကျွန်တော်ရဲ့ကျွန်တော်ရဲ့အမဆိုရင်စိတ်ကြိုက်ကတော့ Garavan Patch ပြီးတော့ Matt Lester ပြီးတော့ Sports Line မဆွေဒီတော့ကို3လောက်ရောက်မယ်ဆိုပို့ပြီးကျွန်တော်တို့ဒီအစင်ပြေလိုက်မယ်ဒီနေရာမှာ Florian Pisco ကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်3လောက်ကအောင်မယ်ဆိုရင်တိတ်ပြီးအစင်ပြေဖို့ရကအစင်ပြေနိုင်အောင်ဆိုရင် Nepal နဲ့ဒီနေရာမှာဆိုရင်အသားကြပြဖြစ်တဲ့ဘက်ကကျွန်တော်ဒီ support line Matt Lee ဆိုတာကဘက်3ကြည်တင်3ပြူတင်တယ်ဒီနေရာမှာ slow ဆိုလိုမျိုးပို့မဆိုရင်အာပွဲထွက်လာမလဲအဲစောင့်ကြည့်ရမယ်ဒါပါပို့ကြည့်မယ်ဆိုရင်တက်စစ်ဘက်မှာဆိုရင်သူကတကယ်ကမှအဲ goal ရရှိဖို့အောင်မယ်ဆိုတကယ်ကမှသူက ရုံးကန်တွေရတွေ့ရတယ်ဒီနေရာမှာဆိုရင်ဆက်လက်ကိုကြည့်မယ်ဆိုရင်ဒီရာသီမှာဆိုရင်သူကအောင်မဲ့ဆိုရင်ခြေကျနေတယ်ဂမ်ဘိုကိုကြည့်မယ်ဆိုရင်ပြောမဲ့ဆိုရင်သူကတိတ်ပြီးတော့အလုံးဖြစ်ဖို့ဒီနေရာမှာ slow မစိဘွားစမှာဆိုရင် view ရုံးမဲ့ဆိုရင်အပြောင်းလဲပြလို့လာမလဲအဲကြည့်ရမယ်ဒီဘက်ကကျွန်တော်ဒီဆက်လက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဂျာရမှာဆိုရင်သူကနားထားတာတွေ့ရတယ်ဒီနေရာမှာဆိုသူဘက်မှာဆိုဆက်လက်ကပွတ်ထွက်လာလိမ့်မယ်ဒီနေရာမှာ slow မစိလူမျိုးပုံဆိုရင်ပွဲပုံမှာအချင်းကဲလာမလဲပြင်ဆင်လာမလဲအဲစောင့်ကြည့်ရမယ်ဘာပွဲရနောက်တန်းကိုကြည့်မယ်ဆိုရင်ပြမဲဆိုရင်တော့တကယ်ကမှကျွန်တော်ဒီစစ်ဘူစီယာကောင်းတာတွေ့ရတယ် ဒီနေရာမှာဆိုတော့ဒီဘက်ကွန်တာတိတ်ကိုကြည့်မယ်ဆိုရင်တကယ်မှသူကရောင်းချက်တယ်အောင်ဆိုရင်ပတ်ဆက်တယ်ကွန်တာတိတ်ကိုကြည့်မယ်ဆိုရင်တကယ်မှသူ့ရဲ့တစ်ခါကျွန်တော်ဒီစိတ်ပူစရာကောင်းတာတွေ့ရတယ်ဒီနေရာမှာဆိုရင်တစ်ခါကကျွန်တော်ဒီ friend bound တို့ကာကက်တို့သူတို့ကြည့်မယ်ဆိုရင်တိတ်ပြောင်းမယ်ဆိုရင်အသားမကျသေးဘူးဒါပါဘို့ကြည့်မယ်ဒီဘက်မှာဆိုရင်တကယ်မှသူတို့ကအဲတချာကူးဆိုင်ရမယ်ဒီနေရာမှာဆိုရင်ကွင်းထဲမှာဆိုပြီးတော့သုံးမလဲနောက်တန်းကိုကြည့်မယ်ဆိုရင်ရောမယ်ဆိုဖက်ကချက်စီရဲ့ဝင်းကားတွေကရောမယ်ဆိုရင်တချာလေးအောင်ဆိုင်ပြီးတော့ကစားမယ်ဒီနေရာမှာဘယ်လိုလဲသုံးမလဲအဲစောင့်ကြည့်ရမယ် ဟတ်တူဟတ်တေကိုကြည့်မဲ့ဆိုရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ကျွန်တော်တို့ဒီဟာဒီကကျွန်တော်တို့ဒီအာ Chelsea ကသူတို့အပွဲမှာဆိုရင်ဒီပါပူကရောမဲ့ဆိုရင်အာ3-1နဲ့အောင်မဲ့ဆိုရင်နိုင်ထားတာတွေ့ရတယ်။ပြောဆိုရင်ကျွန်တော်တို့ဒီအပွဲမှာဆိုတော့ပူကရောမဲ့ဆိုတော့အမှတ်မလို့သူကနိုင်တာအဲ့လိုမျိုးတွေ့လို့ရတယ်။ဒီနေရာမှာဒီပွဲမှာဆိုရင်ဒီပါပူကအမှတ်လို့ရတယ်တွေ့ရတယ်။ဒီဘက်ကကျွန်တော်တို့ Chelsea ကိုကြည့်မဲ့ဆိုတော့တကယ်ကသူကအမှတ်လို့နေရအမှတ်လို့အပ်နေတယ်။ဒီနေရာမှာဆိုရင်ဘယ်သူနိုင်သွားမလဲ။အဲစောင့်ကြည့်ရမယ်။ဒီနေရာမှာဆိုရင်တည်ကြမလားအနိုင်ရှုံးပေါ်မလား။အဲကြည့်ရမယ်။ဆိုတော့ကျွန်တော်တို့ဒီအားလုံးပဲကျွန်တော်တို့ဒီလောက်ပဲကျွန်တော်တို့ဒီခေါင်းတော်လေးပါစီယိုနီရှိတော့ဝေးနေမယ်။